grow more beautiful each time I see you. Anthony, how will I live? You take so much away. အလှပရင်မရေလို့ကဘာကျော်ပြီးစစ်ရေးနဲ့နိုင်ငံရေးမှာလွှမ်းမိုးနိုင်ခဲ့သလား။ ကမ္ဘာသမိုင်းမှာမမေ့နိုင်စရာကောင်းသလားစက်သိမ်းမကောင်းခဲ့တဲ့ကလီယိုပက်ထရာရဲ့ဒဏ္ဍာရီလျှို့ဝှက်ချက်တွေကိုဘယ်လောက်များတည်ထားပြီးပြီလဲအဲ့ဒီကြောင့်ရာကိုမပြောခင်ကလီယိုပက်ထရာရဲ့ဘဝဆက်ကြောင်းကိုအရင်ဆုံးပြောဖို့တော့လိုပါမယ်ကလီယိုပက်ထရာဟာဂရိမက်ဆီဒိုနီးယန်းနယ်ပွားဖြစ်တဲ့ထော်လမီမင်းဆက်ရဲ့နောက်ဆုံးအီဂျစ်ဘုရင်မခရစ်တော်မပေါ်ခင်69ခုနှစ်မှာအီဂျစ်နိုင်ငံအလက်ဇန်ဒရီးယားမြို့မှာမွေးဖွားခဲ့တယ်ဂရိနယ်ပွားဆိုပေမဲ့ အင်ဂျီစကားပြောတတ်တဲ့ပထမဆုံးထော်လမီဘရင်မလို့ဆိုကြတယ်။ဘာသာစကားကိုမျိုးအထီပြောတတ်ပြီးဉာဏ်ပညာအတွင်းခေါ်ရင်းနဲ့စကားပြောဆိုတဲ့နေရာမှာတိတ်ပုံပါနတ်အထူးကျုံလို့ဖြစ်ပါတယ်။ခရစ်တော်မပေါ်ခင်52ခုနှစ်မှာဖခင်ကွယ်လွန်ပြီးတဲ့နောက်အသက်18နှစ်အရွယ်မှာမောင်ဖြစ်သူ ထော်လမီ73နဲ့အတူအင်ဂျစ်ကိုဘူတွေအုပ်ချုပ်ခဲ့တယ်။ရှေးအင်ဂျစ်ထုံနှံအရာညီကိုမနမချင်းလက်ထပ်ခဲ့ရတယ်။ မှတ်ကြခဲ့မှာပဲမောင်ဖြစ်သူနဲ့နန်းလူချပြီးကလီယိုပက်ထရာကိုနန်းချပြီးတော့ပြင်းထန်ထန်ပြေးလိုက်တယ်ခရစ်တော်မပေါ်ခင်48ခုနဲ့မှာရောမခေါင်းဆောင်ဂျူလီယက်စီဇာအီဂျစ်ကိုရောက်လာတဲ့အခါရန်သူတွေမသိအောင်ကလီယိုပက်ထရာကကော်ဇောလိတ်ထဲပုံလိုက်လာပြီးစီဇာကိုအကူအညီလာတောင်းခဲ့တယ်စီဇာဟာကလီယိုပက်ထရာရဲ့တတိဉာဏ်ပညာနဲ့ဆွဲဆောင်မှုတွေကြောင့်ချစ်သူဖြစ်သွားကြတယ်စီဇာရဲ့အကူအညီနဲ့ပဲအီဂျစ်ထိနှံကိုပြန်ရခဲ့တယ် သူတို့နှစ်ဦးကနေစီဇရီယန်လို့အမည်ရတဲ့သားတော်တစ်ပါးရခဲ့တယ်။စီဇာကွယ်လွန်ပြီးနောက်တော့သားတော်နဲ့အတူအီဂျစ်ကိုပဲဆက်ပြီးအုပ်ချုပ်ခဲ့တယ်။မဘောကင်၄၀တခုနှစ်မှာယောမအင်မာယာရဲ့အင်အားအကြီးဆုံးခေါင်းဆောင်မတ်အန်တိုနီနဲ့ဂလီယိုပက်ထရာတို့စုံစည်းဖို့ဖြစ်လာတယ်။အန်တိုနီကလည်းပဲဂလီယိုပက်ထရာရဲ့ဖန်ဆာမှုတွေကနေရုံးမထွက်နိုင်ခဲ့ဘူး။ သူဟာရောမရဲ့စီးမင်းတွေကိုဂိမ်းမဆိုင်တော့ပဲအစ်ဂျစ်မှာပဲအတူနေခဲ့တယ်။သူတို့နှစ်ဦးကနေသားသမီး၃ယောက်ရခဲ့တယ်။ကလီယိုပက်ထရာမှာဂျူလီယက်စီးစာနဲ့ရတဲ့သားတယောက်လည်းရှိတော့ဆွဆူမောင်ကလေးလေးယောက်ရခဲ့တယ်ပေါ့။အန်တိုနီဟာသူ့ရဲ့တည်တန်းစာထဲမှာသူ့ပွဲလုံတဲ့အခါသူ့ရဲ့အလောင်းကိုရောမမျိုးမှာမမြုပ်ပါနဲ့။သူတိတ်ချင်လာတဲ့ကလီယိုပက်ထရာရဲ့အပေးမှာအလက်ဇန်းဒရီးယားမြို့ကတင်ထိုင်းမှာပဲမြုပ်ပေးဖို့တောင်းဆိုခဲ့တယ်။ အန်တိုနီရဲ့ခံယူချက်တွေလို့ရက်တွေဟာကလီယိုပက်ထရာကိုရောသူ့ကိုရောရောမရဲ့ဂျန်သူတွေဖြစ်စေခဲ့တယ်။ကြံပတ်ဖြစ်တဲ့ရောမအင်မာယာရဲ့နောက်ထပ်ခေါင်းဆောင်အော်ထေဗီယန်ကအန်တိုနီကိုအလဲဖြိုဖို့နီလန်ရှာတော့တယ်။သူဟာအန်တိုနီရဲ့တည်တန်းစာကိုခိုးပြီးရောမအမတ်တွေကိုဖတ်ပြခဲ့တယ်။ ရောမသူရဲကောင်ဖြစ်ပါရဲ့နဲ့အန်တိုနီဟာရောမရဲ့အစင်လာကိုငင်းပယ်ပြီးကလီယိုပက်ထရာဘေးမှာအတူတူနှုတ်နှံခံကျင်တာဟာရောမသားတွေရဲ့အမြင်မှာနိုင်ငံတော်ကိုစော်ကားခြင်းပါပဲ။နောက်တစ်ချက်ကကလီယိုပက်ထရာနဲ့ရတဲ့ကလေးတွေကို အမွေဆက်ခံမှုအဖြစ်နဲ့သတ်မှတ်ခြင်းကလည်းရောမရဲ့အာဏာကိုအစ်တစ်လက်ထဲရောက်စေနိုင်တယ်လို့ထင်စရာဖြစ်ခဲ့ပါဗျ။ လီယိုပက်ထရာနဲ့အန်တိုနီတို့ရဲ့ပူးပေါင်းတပ်ဖွဲ့ကအော်ထေးဗီယန်ရဲ့တပ်ဖွဲ့ကိုရေပြင်တိုက်ပွဲမှာရှုံးသွားတယ်။နောက်တော့အော်ထေးဗီယန်ရဲ့တပ်ဖွဲ့ကအစ်ချစ်ကိုသိမ်းပိုက်ပါလေရော။ကလီယိုပက်ထရာကုတ်ကိုတတ်တည်သွားပြီလို့သိလက်ရတဲ့အန်တိုနီကအာရှော်လိုက်ပြီးသူ့ကိုသူဓာတ်နဲ့ထိုးပြီးအဆုံးစီရင်လိုက်တော့တယ်။အဲ့ဒီချိန်ကလီယိုပက်ထရာတကယ်မသေးသေးပါဘူး။သမိုင်းတွေရကလီယိုပက်ထရာဟာအဖမ်းခံရပြီးနောက်မှာ ရောမရီရဲ့အံပွဲခံပွဲမှာအကျဉ်းသားအဖြစ်နဲ့ပြသခံရမှာကိုမလိုလားတဲ့အတွက် မွေဟောက်အကြိုက်ခံပြီးအဆုံးစီရင်ခဲ့တယ်။အီဂျစ်မွေဟောက်ဟာရှေးအီဂျစ်ဘုရင်မင်းညက်တွေရဲ့အာနာနဲ့နတ်ဖျားမဝါရရဲ့သင်္ကေတဖြစ်တယ်လို့ဘုရင်မတပါအနေနဲ့အာနာကိုကိုးစားပြုတဲ့မွေတစ်မျိုးနဲ့အဆုံးစီရင်တာကပိုပြီးဂုံတိတ်ခါရှိတယ်လို့ယူဆကြပါဗျ။ ကလီယိုပက်ထရာကွယ်လွန်ပြီးနောက်တော့ခရစ်တော်မမော်ခင်30ခုနှစ်မှာအီဂျစ်နိုင်ငံဟာရောမအင်မာယာရဲ့ပြည်နယ်တစ်ခုဖြစ်သွားပြီးရှစ်ခေတ်အီဂျစ်သမိုင်းအဲ့ဒီမှာအဆုံးတက်ခဲ့ပါတယ်။တကယ်တမ်းအန်ထိုနီနဲ့ကလီယိုပက်ထရာနှစ်ယောက်စလုံးသေပြီးတဲ့နောက်မှာရောမအင်မာယာကိုအောင်နိုင်သွားတဲ့အော့ဖ်တေဗီယန်ကအန်ထိုနီရဲ့ဆန္ဒအတိုင်းလုပ်ပေးခဲ့ပါတယ်။နှစ်ယောက်စလုံးကိုဂူတစ်ခုထဲမှာခန်းခန်းနာနာနဲ့အတူတူမြုပ်ပေးခဲ့တယ်လို့ရှေးဟောင်းသမိုင်းပညာရှင်တွေကမှတ်တမ်းတင်ခဲ့တယ်။ ဒါပေမဲ့ဒီနေ့အချိန်ထိတော့သူတို့နှစ်ယောက်ရဲ့တကယ်အသိဉာဏ်ကိုကိုရှာမတွေ့သေးပါဘူး။နောက်ဘီယံမှာဘွဲရလာအောင်ကလီယိုပက်ထရာရဲ့ဒဏ္ဍာရီလျှို့ဝှက်ချက်တွေကဘလောက်တောင်စံကျယ်နေလိုက်မလဲ။သမိုင်းပညာရှင်ဖလူတက်ကကလီယိုပက်ထရာဟာရင်းသက် ရှူမောလောင်အောင် ရုပ်ရည်လှပတာထက်သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးဉာဏ်ရည်ထက်မြတ်မှုနဲ့ညှို့ယူနိုင်စွမ်းတွေကပိုပြီးစွမ်းဆောင်နိုင်ခဲ့တာလို့ပြောတယ်။ သူ့ရဲ့အလှပထိန်းကြီးတွေဟာဒဏ္ဍာရီဆန်တဲ့အထိကြော်ကြားခဲ့တယ်လီယိုပက်ထရာနဲ့ပတ်သက်ပြီးအကျော်ကြားဆုံးဒဏ္ဍာရီတစ်ခုကဘာလဲမေးရင်မီးလို့နဲ့ရေးချိုးတာပါအရေးပြားကိုနှုတ်ပြိုစေဖို့နဲ့နူးညံ့ချောမွေ့စေဖို့မီးလို့နဲ့ရောထားတဲ့ရေချိုးကန်ထဲမှာနေတိုင်းရေချိုးလေးရှိတယ်လို့ဆိုပါရတယ်။တချို့ဒဏ္ဍာရီတွေမှာသူနေ့စဉ်ရေချိုးဖို့ မြီးအကောင်ရေ900လောက်တောင်လိုတယ်လို့ဆိုကြတယ်။အဆိုတက်ထိညှိဖို့နဲ့ပိုးတက်ဖို့နို့နဲ့ရေချိုးတဲ့အခါပြားရေကိုထည့်သုံးနေရှိတယ်။ရေတက်ပြေဝစေဖို့ရှာဆောင်လက်ဘက်ကိုအနေတိုင်းလိမ့်နေ။အသားရေကိုစုပြေတင်းရင်စေဖို့တန်လွင်စီဗာရန်စီနှမ်းစီတွေပါလိမ့်နေ။ကလီယိုပက်ထရာဟာမျက်လုံးတစ်ဝိုက်ကိုအိုင်လိုင်နာအထူးထူးစိုးလေရှိတယ် ဒီစတိုင်ဟာရှေးအကြည့်ရင်ကျင်းမှုနဲ့အထူးဆက်ဆံနေတယ်။လှဘော်တစ်ခုတည်းထက်နေရောင်ခြည်တန်းကနေမျက်လုံးကိုကာဝယ်ဖို့ယုံကြည်မှုအရာလည်းဖျားသခင်တွေနဲ့ဆက်သွယ်ဖို့ဒီလိုရည်ရွယ်ချက်တွေလည်းပါတယ်။ယောမသမိုင်းပညာရှင်ဖလင်နီဒီအယ်ဒါရဲ့မှတ်တမ်းအရကလီယိုပက်ထရာရဲ့စီစဉ်အဥ္စာ အရှံပယ်မှုနဲ့ပတ်သက်ပြီးတော့အထင်ရှားဆုံးဒဏ္ဍာရီတစ်ခုလည်းရှိခဲ့တယ် ကလီယိုပက်ထရာနဲ့ချစ်သူမက်အန်ဒိုနီဟာအကောင်းဆုံးနဲ့ဈေးကြီးဆုံးညစာစာဝဲကိုဘယ်သူကတဲခင်းနိုင်မလဲဆိုပြီးလောင်ကျေထက်ကြတယ်။အန်ဒိုနီရဲ့ပွဲဟာခန်းနာလာပေမဲ့ကလီယိုပက်ထရာကသူ့ရဲ့ညစာကပိုပြီးဈေးကြီးတာတဲ့။ဘယ်လိုလဲဆိုတော့ကလီယိုပက်ထရာကသူ့ရဲ့နှဇွဲမှာရှိတဲ့အဖိုးမဖြတ်နိုင်တဲ့အကြီးဆုံးပလဲတလုံးကိုဖြုတ်ယူလိုက်ပြီးဗန်နီဂါရေခွက်ထဲကိုထည့်လိုက်တယ်။ဗန်နီဂါရေရဲ့အဆစ်တက်ကြောင့်ကလေးကပျော်သွားပြီးအဲ့ဒါကိုမော့တော့ပြခဲ့တယ်။ ဒီလိုချေမိုးပြတဲ့လောက်ရဟာသူ့ရဲ့စီစဉ်ဥစ္စာတွေမကုန်ခန်းနိုင်ဘူးနိုင်ငံတနိုင်ငံရဲ့တန်ဖိုးနဲ့ညီမျှတဲ့ပလဲတလုံးကိုတော့အရသာခံတောက်ချပြစ်နိုင်တယ်ဆိုတော့ကျွယ်ဝမှုနဲ့အာနာကိုပြသလိုက်သလိုပါပဲသမိုင်းပညာရှင်အများစုကတော့ဒီဇလန်ဟာကလီယိုပက်ထရာနဲ့အန်တိုနီတို့ရဲ့စီစဉ်ချမ်းသာဖြုံတီးပုံကိုပုံဖော်တာသူတို့ကိုကိုကျင်တရားပြပြသူတွေအဖြစ်ပုံဖော်ဖို့ ရောမလူမျိုးတွေကတမင်ဖန်ပြီးခဲ့တဲ့သမိုင်းပုံပြင်ဖြစ်နိုင်တယ်လို့ယူဆကြပါဗျ။